ရေဘော channel ကို အပိနန်းစင်ကြတဲ့နာစင်သူပြည်သည့်များအားလုံးမင်္ဂလာပါရှင်။ရေဘော်တို့ရဲ့ပုံမြင်ဖက်ဖြတ်မယ်စီစဉ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကင်ပါ။ကင်ဒီနေမှာတော့လူတူဦးလာဘာသာပြန်ရေးသားထားတဲ့အင်ဒိုနီးရှားပုံမြင်များစာအုပ်ထဲမှာငါနဲ့လင်ပိုင်းဆိုတဲ့ပုံမြင်လေးကို ဖက်ပြပေးသွားမှာပဲဖြစ်ပါတယ်။ပုံမြင်လေးကိုခန်းစားနာဆင်ပေးကြပါအောင်ရှင်။ ငါးနှစ်လင်ပိုင်းဂိမ်းကျုံးပေါ်ကရွာကလေးတရွာမှာတဏီပင်ထပ်ပြီးတဏီရီခာရောင်းစားရတဲ့လူတယောက်ရှိတဲ့တဲ့သူ့အလုတ်ကမနဲ့နေမထွက်ခင်အစိုးဒီအိယာကထားပြီးအာယုံတက်လေးဤကလေးတိုက်နေတဲ့အချိန်မှာတဏီရီခံရတဲ့တဲ့တမနတ်တော်ထုံးစံအတိုင်းတဏီပင်ပေါ်ကိုအစိုးဒီတက်သွားပြီးအနုရိကိုလှီနေတယ် အဲ့လိုလှုပ်လှုပ်နေတော့သူ့နေရာနဲ့မနီမဝေကရှာခင်းထဲမှာလူနေရောက်ကြိုကြိုဆာဆာအလုံးလုံးနေကြတာကိုသူတတိပြုမိတယ်။သူတို့ရွာမှာရှိတဲ့ရာသမားတွေကဒီလိုမုံမလင်းကင်ထားပြီးအလုတ်ခွေဝင်လို့မရှိတော့ကိုလူနေရောက်အလုံးလုံးနေကြတာကသူ့အဖို့ထူးဆန်းနေတာပေါ့။အချိန်ကလင်ကိုမလင်းသေးဘူး။မောင်တုံးရှိသေးတယ်။ ဒါကြောင့်ဘသူတွေများတည့်ရဲ့ချင်းရတဲ့ဈေးနေကြပါလိမ့်မလဲစွန်စင်အောင်မလို့အောင်မေးပြီး သူအပင်ပေါ်ကအတက်မကြအောင်အသာလေးစင်ပါတယ်အောက်ရောက်တော့ဟိုနေရောက်အလုံးလုံးနေတဲ့ဈေးကိုခြေဖို့နင်းပြီးသွားပါတယ်တော်တော်နီးနီးလျှောက်သွားတော့အနည်းဆုံးတစ်ပင်တစ်ပင်ပေါ်ကို တက်ပြီးသူတို့ကိုမြင်ရရုံမကသူတို့စကားပြောတဲ့ကိုပါကြားရအောင် နားဆွင့်ပါတော့တယ် လူနှယောက်ကမြေကိုထုံလိုက်တာ အမောတကောပဲအချိန်လူပြီးအမြန်လုံနေကြတဲ့ပုံမျိုးလို့ပေမဲ့အရှိတ်လောကတက်ကရှောင်းလေးကလေးလဲလာပါရော လူတယောက်ကတခြားတယောက်ရှိရာကိုလဲပြီးတငချင်းရေဒီချိန်ဆိုရင်တို့ပြန်ဖို့ကောင်းပြီမကြခင်သူရိယနေထွက်လာတော့မယ်တို့ကိုသူမမြင်စေချင်ဘူးမကြခင်သူတိရောက်လာတော့မယ်လို့ပြောတော့ဟိုတယောက်ကအေးဟေးဟုတ်တယ် ကဲသွားကြဆိုလို့ပြန်ပြောပါတယ်။အဲ့ဒါပြီးတော့အင်မတန်မှအံ့ဝန်းစရာကောင်းတဲ့အဖြစ်ကိုမြင်လိုက်ရပါတော့တယ်။ဟိုလူနေရောက်ဟာ ချက်စီယိုးကိုရှောက်လာပြီးစီယိုးပေါ်တင်ထားတဲ့သူတို့အဝတ်တွေကိုယူပြီးဝတ်ကြပါတယ်။အဝတ်စုပြည်တာနဲ့တပြိုင်နက်လူနေရောက်ဟာငါးနှစ်ကောင်ဖြစ်သွားပါရော့။တကောင်ကလင်းမိုင်ကြီးပါ။တကောင်ကယူယူငါပါ။နှစ်ကောင်စလုံးရှည်တဲ့တိုင်ပင်ထိုးချပြီး ပင်လေတဲ့ကူပြေးကြပါလိမ့်ရော။ချောင်းကြည့်နေတဲ့လူတော့အံ့ဩလွန်လုံးတစ်ပင်မောကလိမ့်ကြမတက်ပဲသူကိုယ်သူမိနစ်အတန်ကြာအောင်မနေတရိတ်ထားယူရတယ်။ပြီးတော့မှတုံတုံချီချီနဲ့တစ်ပင်မောကစဉ်းလာရတယ်။အလုတ်ခွင်မဝင်တော့ဘူး။အင်ကိုတန်းပြီးပြန်လာပဲ။အိမ်ရောက်တော့သူမြင်ခဲ့ကြားခဲ့ရတာတွေကို ပြန်စင်စားကြည့်တယ်လေ ညနေဆောင်တော့ဒီလူကမပြန်လဲအကြီးထားပြီးဟိုလူနှစ်ယောက်ကိုစောင့်ကြည့်အောင်မယ်လို့ပိုင်ဖြစ်လိုက်တယ်။လူတစ်ပိုင်းငါးတစ်ပိုင်းတွေနောက်ထပ်ဘာလုပ်ကြအောင်လဲဆိုတော့ကိုသူကတိတ်တိတ်ကျင်နေပြီလေ။နောက်မနေ့ရောက်တော့ခါတိုင်းချပူပြီးအစောကြီးထားတယ်။ပြီးတော့သူကြီးတဲ့တစ်ပင်ပေါ်ကို တက်တဲ့မြင်းမြဲကင်ထားလို့ရတဲ့နေရာမှာအကြအနာနေရာရှုပြီးဘာတွေတွေ့ရမလဲလို့စောင့်ကြည့်ပါတယ် ူမျောနေတဲ့အတိုင်းပဲရှူရှူငါနဲ့လင်းမိုင်ကြီးကမ်းပေါ်တက်လာကြပြီးလူအတွင်ပြောင်းဖို့ငါအရှိခွန်ကြီးကိုချိုးပြီးခြံစည်းရိုးမှထိတ်ထားလိုက်ကြပါတယ်။လူလဲဖြည့်လျှော်သူတို့မြေခွက်ရှိရာကို အပြေးလွှားလာပြီးတူကြဆွာကြထုံကြရကြတာအမောတကောပဲ။ အရှိဘမိုးကုတ်စဝိုင်းမှာနေမထွက်ခင်ကြပြကြရအလုတ်သိငါအရှိအဝိကိုပြန်စိုးငါဘဝရောက်တော့ရှိတဲ့ခုံစင်းပြီးနေမထွက်ခင်ပင်နေတဲ့ကူပြေးကြပြန်ရောမြင်ရတဲ့မြင်ကွင်းကထူဆန်းလွန်းလွန်းရွာသားကတမနဲ့ပြီတမနဲ့မယူနိုင်ဘူးအစောကြီးထားကြပြီးလာလာကြည့်တယ်အဲ့လိုကြည့်ရင်ကတမနဲ့မှာတော့ခါနိုင်နဲ့မတူတဲ့အဖြစ်တည့်ရဲ့နဲ့ဂျုံရပြန်ပါရော့ လင်းမိုင်ကြီးနဲ့ရူရူငါနဲ့လာမြဲတိုင်းလာတာအပြင်အဲ့ဒီမနက်ကတော့တခြားငါးကလေးခုနှစ်ကောင်လည်းအပူပါလာတယ်။ဒီငါးခုနှစ်ကောင်ကလည်းလင်းမိုင်ကြီးတို့လိုပဲအရှိကွန်တွေချိုးပြီးလေးလိုက်ကြတော့မိမခုနှစ်ယောက်ဖြစ်သွားပြီး၉ယောက်သာတွန်လိုက်ရက်လိုက်ကြတာအပြင်းအထန်ပဲ။တဏိသမားကသူတို့၉ယောက်ကိုတယောက်စီတည်တည်ချာချာကြည့်ရောမိမခုနှစ်ယောက်တည်းကအငယ်ဆုံးမိန်းကလေးကသိလာတာပါကလား။ ကိုလုံးကိုပေါက်ကလေးကလည်းအလို့အချိုးစားကြတယ်။မျက်နှာကလေးကလည်းတိတ်လာတယ်။ဒါကြောင့်တဏိတမကကြည်ရင်ကြည်ရင်နဲ့ဒီမိန်ကလေးကိုတိတ်ကြိုက်သွားရော။အရှိလောကတက်ကြီးမှရောင်လီပြိုးလာပြီးဆိုတော့လင်းမိုင်ကခါတိုင်းလိုပဲသူ့လုပ်ဖို့ခိုင်ဘက်တွေကိုကြည်ကြဟိလင်းတော့မယ်။အရောင်ကလေးပြလာပြီ။တို့အိမ်ပြန်မတော်မယ်။နေကတို့ကိုတွေ့တော်လို့မဖြစ်ဘူးလို့တတိပေးတယ်။ သူတို့ကောင်းဆောင်ရဲ့စကားကိုအလုံးကအရေးတရူနားထောင်ပြီးအလုတ်ခွင်ကချက်တင်တာချွတ်ထားတဲ့အဝတ်ကိုကိုစီကိုငါအမြန်ဆုံးဝကြတာပဲအဝေးဝလိုက်တာနဲ့လူတွေဟာချက်ချင်းငါးပြန်ဖြစ်ကုန်ကြတယ်လीပြီးတော့ရေးတဲ့အတင်းစင်ပြီးပင်လေတဲ့ကူသွားကြပြန်ရောတဏိသမားကသူ့နေရာကနေပြီးအငယ်ဆုံးနဲ့အချောဆုံးမိန်းကလေးရဲ့ငါဝစ်ဆုံး ဘယ်နေရာမှာထားတယ်ဆိုတော့ကို သူကတိတိကျကျမှတ်ထားလိုက်ပြီ။ဘာလို့လဲဆိုတော့သူကအကြံတစ်ခုရထားပြီးကိုဒါကြောင့်နှစ်ဖြန်ကကိုပဲအမြန်ဆုံးရောက်စီနေပြီတဲ့။ဒါကြောင့်နောက်မနေ့ရောက်တော့အနက်အစောကြီးထားပြီးဒီလူက သူချောင်းကြည့်နေတာတပင်ဘောကိုတက်ပြီးငါအုပ်အလာကိုစောင့်နေလိုက်တယ်။လာမလာကြပါတော့မလားလို့စိတ်ပူစားပြုချိန်မှာပဲ။ ရေထဲကအမြုပ်တွေပွက်လာပြီးငါကိုကလိမ့်မိုင်ကခေါင်းဆောင်ပြီးဂုံးပေါ်ကိုရောက်လာကြတော့တယ်။ရောက်တယ်ဆိုရင်ပဲအဝတ်တွေချက်ချင်းချောလူရဲ့တွင်ချက်ချင်းပြောင်းပြီးသူတို့စိုက်ခင်းကိုအပြေးလွှားလာပြီးအလုပ်လုပ်ကြတော့တာပါပဲ။အကျန်သမားတနည်းတက်သူကတော့သူပုံနေရကအတမကြအောင်တိတ်ကိုကယူဆိုင်ပြီးစင်ပါတယ်။အောက်ရောက်တော့ခြုံကလေးတွေအခွေအကာယူပြီး မအားဖြစ်ပြန်ပြောင်းနိုင်တဲ့ဥစုံတွေချိန်ထားတဲ့နေရာကိုသွားအငယ်ဆုံးကောင်မလေးရဲ့ငါဝိစုံကိုအတမထွက်အောင်တတားကလေးဖြုတ်ယူပြီးတနေရာမှာဝတ်ထားလိုက်တယ်။ပြီးတော့သူတစ်ပင်ပေါ်ကိုပြန်တိုက်ပြီးအဝိရှာမတွေ့ရင်ဘလို့ဖြစ်ကြမလဲဆိုတာသိရအောင်စောင့်ကြည့်နေလိုက်တယ်လေ။တိတ်မကြပါဘူး။လင်းမရဲ့တတိပေးတန်းကိုကြားရတာပါပဲ။ကဲတော့ကြတော့ဟေ့လင်းတော့မယ်။အလင်းရောင်ပြူလာပြီ။ ဒီရဲ့ချင်းထုတ်ပြန်မှဖြစ်မယ်။နေမင်းတို့ကိုမြင်သွားလို့မဖြစ်ဘူးလို့လင်းမိုင်က ပြောပြောဆိုဆို အလုံးလုံးနေရကသူ့အဝေးချိတ်ထားတဲ့စီကိုသွားပါတယ်။တယောက်ပြီးတယောက်ရှားတွေကတက်လာကြပြီးသူတို့အဝေးတွေကိုဝေကြတော့တာပဲ။ငါလည်းဖြေရော ရှိတယ်လေ။တိုင်မြင်ထုတ်စင်ကြရော။အဲအငယ်ဆုံးမလေးကတော့မစင်းနိုင်သေးဘူးပေါ့သူ့အဝေကရှာမတွေ့ဘူးလေ ဒုက္ခများကြောက်ကြောက်လန့်လန့်နဲ့သူ့အဝတ်ကိုရှာပါတယ်အလိုတကြီးပါပဲဒါပေမဲ့မတွေ့ပါဘူးအဲ့ဒီမှာကလေးမဟာတိတ်ထိတ်လန့်တကြားဖြဲပြီးရေရဲလျှောက်ကုန်ပြီဖြစ်တဲ့သူ့အဖော်ရီစီကိုအမတို့အမတို့နေကြပါအောင်ကျမဝေရှာမတွေ့သေးလို့အမတို့ပြန်လာပြီးဝိုင်းရှာကြပါအောင်ဟဲ့နောက်ကျလာပြီနောက်ခဏလေးနေရင်နေကြီးထွက်လာတော့မယ်တို့အဲ့ဒီအထိစောင့်မနေဝင်ဘူး မိဘသားရှာတော့လို့ပြောပြောဆိုဆိုငါတွေကရှည်တယ်ငုတ်ပြေကုန်ကြတယ်သူတို့ကတော့ပင်လေတယ်ကူသွားကြပြီပေါ့ကန်ဆိုးရှာတဲ့ညီမလေးတယောက်တည်းကြံ့ရပြီလေကောင်းမလေးလည်းဘာလို့ရမန်းကိုမတိတော်ဘူးသူအဝိကလည်းဖေမားမရှာမတွေ့ဘူးဟုတ်လားအဲ့ဒီတော့မြေပေါ်ထိုင်ချပြီးချူချူပါအောင်ငိုတော့တာပေါ့ဒီလိုဆိုတော့တဏိသမားကအခွင့်တာပြီလေ ပုံနေတဲ့တစ်ပင်ပေါ်ကစင် ကောင်မလေးငုံနေရကိုဖက်ပြေးပြေးသူကရှောက်လာခဲ့တယ်။မင်းမလိုငုံနေတာလဲ။မင်းဖပြောင်းနေတာလဲလို့မေးတော့ကောင်မလေးကရှုပ်ရရဲ့ကြီးမို့လန့်သွားတယ်။ဒါပေမဲ့သူ့ဒုက္ခကကြီးတာမို့မကြောက်မရွံ့ပဲ။ဒီမှာဝိတွေပြောက်ကုန်လို့ပါ။ဘဲမှလည်းရှာလို့မတွေ့ဘူး။အဲ့ဒါကျမဖနဲ့လုံးရမှန်းလည်းမသိတော့ဘူး။ ကောင်မလေးကဒီလိုပြောတော့ဒနိသမားကကောင်မလေးကိုမြင်ကြတဲ့ကသူစိတ်ထဲတစ်ချိန်လုံးဖြစ်နေတဲ့ကိစ္စကိုပြောတော့တာပေါ့မင်းဝတ်တွေပဲမှလဲဆိုတာငါပြမယ်လीမင်းကငါ့ကိုတော့လက်ထပ်ရလိမ့်မယ်မမျော်လင်းတဲ့ချစ်ရည်ဆိုမှုကိုကြားရတော့ကောင်မလေးကတိတ်အံ့ဩသွားတယ်ပြီးတော့မှရှင့်စကားကတိတ်ဆန်းပါလားရှင်တာမင်းမပြောတင်ပါဘူးကျမရှာနေတာပျောက်နေတဲ့ကျမအဝတ်ပါ ရှုပ်ရှားရှာနေတာမဟုတ်ပါဘူး။ကျမသာရူရူလူသားဆိုရင်ရှင့်စကားကိုစဉ်းစားမှာပေါ့။သဘောကျရင်လည်းလက်ခံမှာပေါ့။နှုတ်ပေမဲ့ရှင်တီဘိုးကကျမကလူတစ်ပိုင်းငါးတစ်ပိုင်းပဲ။ဒါကိုရှင်ကလက်ထက်မဲဆိုရင်တနေ့ကြတော့ရှင်မဲစိတ်စင်ရရနောင်တရရကျမကိုဒေါသဖြေရနဲ့ကြံရစ်မှာပေါ့။မင်းကိုလက်ထက်ရလို့ကတော့ငါပဲတော့မှ နောင်တမရဘူးမှတ်ပါ။ကေပြောပါ။ ငါ့ကိုလက်ထပ်မလားလက်ထပ်မယ်ဆိုရင်မင်းဝိတွေပဲမားဆိုလားငါပြပါမယ်ဒီနေရာနဲ့မဝေးပါဘူးကောင်မလေးကသဘောမတူကျင်ပါဘူးနှုတ်ပေမဲ့ဇနီးသမားကအကြိမ်ကြိမ်တိုက်တွန်းတောင်းဆိုနေလေတော့ကဲသဘောတူပါတော့မယ်လို့ခေါင်းငြိမ်းလိုက်ရတော့တာပေါ့အဝိတွေရတော့ကောင်မလေးကအဝိကိုယူပြီးဇနီးသမားအိမ်ကိုလိုက်လာပါတယ် ောက်မကြဘူးသူတို့နှစ်ယောက်လက်ထပ်လိုက်ကြပါတယ်။သူတို့ဇနီးမောင်နှံဟာပျပျော်ရှင်ရှင်ပေါင်တင်တဲ့ဇနီးမောင်နှံပါ။အတူနေမီလို့တနည်းလောက်ကြတော့သူတို့မှာဒါကလေးတယောက်ငွေလာပါတယ်။ကလေးကတန်တန်ဆွမ်းဆွမ်းဝဝလင်းလင်းကလေးပါ။နှုတ်ပေမဲ့သူ့မျိုးရိုးကတော့စန်းကြဲတယ်လေ။အဖေကလူသားအမေကငါဒီကလေးတင်လာတဲ့အခါသူများနဲ့မတူတဲ့အမှုအချင်းကလေးတွေဖြစ်ပေါ်လာတယ်။ ဒီကလေးဟာအမြဲတမ်းစာလောင်မသိနေတတ်တယ်။ဘာသာရလို့မှမဝဘူး။ကျောင်းထပြန်တော့လဲကျောင်းနေဘက်တွေစီကတာကူပြောင်ဖူကစုံဦးစတဲ့မုံဘဲတေးစာကိုတောင်းစားနေတာပဲ။အဖော်ရီကဘေးရဖန်များတော့မတက်တာဘူး။ဒါကြောင့်ဒီကလေးကိုတွေ့တိုင်းအငက်ကလေးအစားပုတ်ကလေးလို့ခေါ်ကြတော့တယ်။ တနေ့တော့တငယ်ချင်းတွေကသူ့ကိုစိုးအားကြီးလို့မခံနိုင်တာနဲ့ဒီကလေးကအိမ်ကုန်းကိုပြန်လာတော့သူ့အမေကငါသာဘာဖြစ်လာတလဲလို့စဉ်းမေးတာပေါ့အမေရဲ့ကျောင်းသားတွေကကျွန်တော်ကိုစလုံးစဲလုံးလုံးမခံနိုင်လို့ပါ သူတို့ကကျွန်တော်ကိုအငက်ကြီးတယ်လို့ပြန်ပြောတော့သူ့အမေကတော်တော်ခံပြင်းသွားတယ်ဒါဟာသူတို့မျိုးရိုးကိုစော်ကားတာပဲလို့လေယူဆတယ်လေ ဒါကြောင့်ဒီလိုအစော်ကားတော့မခံနိုင်ဘူး။နောက်မစော်ကားဝင်အောင်တခုခုတော့လုံမလို့လေ သူကဆုံးဖြတ်လိုက်တယ်။ညနေဆောင်လို့ယောက်ျားအလုတ်ကပြန်လာတဲ့အချိန်မှာနေကင်ကသူသားအစော်ကားခံခဲ့ရပုံကိုဒေါသနဲ့ပြန်ပြောပြတယ်။အဖေကဒီအတိုင်းပဲနားထောင်နေပါတယ်။ဘာမှပြန်ပြောဖို့မရပါဘူး။အမေကတော့ဒီကိစ္စကို ရှင်ဘလို့လုပ်မလဲလို့မေးပါတယ်။ ဇနိသမားကလူရိုးလူအေဘသူနဲ့မှဘာမှမဖြစ်ခြင်းနဲ့လူစားမျိုး သူက နနေ့အေးရှူလာရင်အလကရံတွေပွားပြီးဒုက္ခတွေများမှာကိုလည်းတွေးကြောက်တယ်။ဒါကြောင့်သူကစိတ်ဆင်းရဲတဲ့ပုံတော့ပြပါရဲ့သူဘာမှမလုပ်ခြင်းနဲ့အနေမျိုးလဲပြောလိုက်ပါတယ်။ဒီလိုဆိုတော့သူ့မိမကတိတ်ဆိတ်ဆိုတယ်။သူနဲ့သူ့သားကိုတိတ်ခါချတာပဲလို့လဲတွက်တယ်။ ကလေးတွေဝိုင်းစော်ကားတာကိုတဏိသမားကခုလိုပဲငုံခံရင်သူတို့ကုန်တိတ်ကဟာရက်ရွာထဲမှာအကြီးအကျယ်ကြဆင်းတာပဲလို့လေမြင်ပါတယ်။သူယောက်ျားကအေးဆက်ဆက်တီလုံနေတော့အမေကဒိတ်တော်သားထွက်လာပြီ။ရှင်ဟာတိတ်တော်တဲ့လူပါလားရင်ကုသားနဲ့ကိုမရအတွက်ဘာမှရှိကရက်ဖို့မရတဲ့လူစားပါလား။ဒီလူလူမျိုးကိုတော့စိတ်ကုန်နေ။ကျမအဝိတ္တိပြန်ရရချင်းကျမရှင်မျိုးမိဘတွေစီကိုချက်ချင်းပြန်မယ်။ ရှင့်လူလူမျိုးနဲ့မနေဘူးလို့ပြောတော့ဇနိသမားကသူ့မိန်းမကို သူ့မိန်းမသူ့ကိုထားပစ်ခဲ့ပြီးထွက်သွားမှာတော့လေဆိုတာကိုဒါကြောင့်သူ့မိန်းမငါးပြန့်ဖြစ်နိုင်တဲ့အဝတ်တွေကိုကြပြကြရပြေးယူပြီးမပေးနိုင်ပါဘူးလို့ပြောတယ်လေပြီးတော့မိန်းမလိုက်ရှာရင်မတွေ့နိုင်မဲ့နေရာတစ်ခုမှာတော့ဝတ်ထားလိုက်ပါတယ်ဒါကြောင့်မိန်းမကလင်ကိုစိတ်ဆိုးလုံးတော့အိမ်ကထွက်သွားခြင်းပဲမယ် ူငါးပြင်ဖြစ်နိုင်မဲ့အဝိတွေကရှာမတွေ့လို့မပြတ်နိုင်ပဲဖြစ်နေတယ်။နှုတ်ပေမဲ့မိမကတိတ်ဆီဆင်းရနေပြီမို့သူတို့အိမ်တော်ဟာမပျော်ရွှင်တော့ဘူး။ရတက်တစ်ဖက်တွေတော်တော်များများကြာသွားတဲ့တနေ့မှာမိမကမိဖို့တဲ့နေစာစားဖို့ချက်ပြုတ်နေတယ်။ချက်ရင်ကရေခတ်မယ်လို့ရေအိုကြီးတဲ့ငုံကြီးလိုက်တော့သူငါအဝိစားတွေအရှိတ်ထင်နေတာကိုမြင်လိုက်တယ်။ ။ဒါကြောင့်မော်ကြီးလိုက်တဲ့အခါအိမ်ရဲ့ခေါင်အုံးဝလုံးနဲ့ထိတ်ထားတာကိုသွားတွေ့တယ်။ဒါကြောင့်အမိုးပေါ်မြ мян တဲ့သူအဝတ်တွေကိုယူနေရာကောင်းကောင်းမှာဝတ်ထားပြီးဟမ်းမပြတ်ထမင်းဆက်ချက်နေလိုက်တယ်။ချက်လို့အာလုံးချက်တော့အဖေနဲ့သားစားဖို့နှစ်ယောက်စာထမင်းပွဲပြင်းနေ။သူသားစားမဲ့ပကံတဲမှာအဖိုးရင်ကြောင့်မျက်ရည်နာတလုံးကိုချမင်းနဲ့ဖုံပြီးမြုပ်ကြလိုက်တယ်။ပြီးမှသူ့သားကိုခေါ်ပြီးဒီမှာငါသား မင်းနဲ့မင်းဖေးစားဖို့ချမင်းကပြင်ထားခဲ့တယ်။ငါခုပဲလေထဲတော့မလို့မင်းကိုအထူးပြောစရာစကားတခွန်းရှိတယ်။ကောင်းကောင်းမတ်တာနော်။မင်းစားတဲ့ပကံများထဲမှာထူးထူးဆန်းဆန်းပစ္စည်းတစ်ခုခုတွေ့ရင်အဲ့ဒါငါအိမ်ကိုပြန်လာအောင်မယ်ဆိုတဲ့သဘောပဲ။ဘာမှမတွေ့ဘူးဆိုရင်တော့ငါမင်းတို့စီကိုဘယ်တော့မှမပြန်လာတော့ဘူး။ကဲနားလေရဲ့လားလို့အမေကမေးတယ်။ ကလေးကသူ့ပါဆိုလိုတယ်လို့ကောင်းကောင်းတော့နားမလည်လိုက်ပါဘူး။ဒါပေမဲ့ခေါင်းငိမ့်လိုက်ပြီး သူ့ဖို့ပြင်ထားတဲ့ထမင်းပကံကိုစားတော့တာပဲ။ဒီကလေးကအမြဲတမ်းစားနေတာဟုတ်လား။အမေကတော့သူ့ွက်ထားတဲ့ငါအဝတ်ကိုယူပြီးပင်လေဘက်ကိုတွက်ခဲ့ရော။ကန်စမာအဝတ်လဲလိုက်တော့ငါပြန်ဖြစ်သွားရော။အဲ့ဒီမှာပေါပေါပါပါပျော့ပျော့ပါပါနဲ့ရည်ရဲစင်းပြီးသူ့ရာရှိရာကိုကူးခတ်သွားပါတော့တယ်။ အဲ့ဒီချိန်မှာသူ့ယောက်ျားအိမ်ပြန်လျှောက်လာတယ်။လျှောက်တော့အသိပြန်ထားတဲ့ထမင်းပွဲတွေလို့ဝင်စားတာပဲ။ကားကလေးထမင်းစားတဲ့အခါသူ့အမေထမင်းအောက်မှာဝတ်ထားခဲ့တဲ့ကြောက်မြက်ရွယ်ကို တွေ့ရယ်။တွေ့တော့ကလေးကကြောက်ကိုတည်တည်ချာချာလုံခြုံတဲ့နေရာမှာတင်ချလိုက်တဲ့တင်။ညနေတိုင်းလို့သူ့မိန်းမအိမ်မှာမရှိတော့သူ့သားကိုမင်းမေပင်မလဲလို့မေးပါတယ်။မသိဘူးအဖေမသိဘူး။ မနက်ကတော့လေရဲသွားအောင်ပဲပြောသွားတာပဲလေရဲကတဲကလေးမာမြာဒီညအိမ်လို့လားမသိဘူးမနက်စောစောအလုတ်ခင်ဝင်နိုင်အောင်လို့ဖအေးကအင်းဟုတ်တယ်ရဟဲဟုဆိုပြီးနေလိုက်တယ်။နှုတ်ပေမဲ့နှက်ပြန်ကတော့လည်းမပြန်လာ။တပတ်ကတော့လည်းမပြန်လာတော့ဓဏိသမားကအကြီးအကျယ်ဆိုရင်လာတယ်။ဒါကြောင့်သူမိမကိုနှမ်းနေအောင်လိုက်ပြီးရှာတယ်။ဘဲမှအရှာမတွေ့ပါဘူး။ အဲ့ဒီတော့မှ သူ့မိမခဲ့တာကိုတာကတတိရတယ်။အမေကတော့ကနေကျွန်တော်တမင်ပကံထဲမှာထူးထူးဆန်းဆန်းတခုခုတွေ့ရင်သူပြန်လာမယ့်အတိတ်ပဲလို့ပြောသွားတယ်။ကျွန်တော်ပကံများတဲ့ကကြောက်တလုံးတွေ့တယ်။လို့ပြောတော့အဖေကသူ့မိမထွက်သွားတာဟာအစီအစဉ်နဲ့ထွက်သွားတာဆိုတာသိလိုက်ပါပြီ။ဒါကြောင့်ငါဖြစ်နိုင်တဲ့အဝတ်ထားတဲ့နေရာကိုတွားကြည့်ပါရယ်သူထင်တဲ့အတိုင်းပဲ အဲ့ဒီအဝတ်တွေမရှိတော့ပါဘူးသူ့မျိုးတွေရှိရာသူ့ရွာကို သူပြန်လာတည်ကြပါပြီနိုဘီမဲအဖိုးတန်ကြောက်တလုံးတားရက်တမင်းပကံတဲ့ဝတ်ထားခဲ့ပုံထောက်တော့သူတို့သားဖာကို တခါတည်းအပြီးအပိုင်းခွဲသွားပြီဆိုတဲ့သဘောတော့မဟုတ်ဘူးပေါ့တနေ့တော့သူပြန်လာမယ်လေဒါကြောင့်ဓနိသမာကသူ့ရင်ထဲမျောလင်းချက်အပြည့်ရှိပါတယ်ဒါကြောင့်သူသားကိုငါသား မင်းမေသူ့မျိုးငါးရီစီကို ပြန်သွားတာပဲဒုတာဖာက သူ့ကိုမြင်မြင်ပြန်လာစီခြင်းနဲ့မဟုတ်လားအဲ့တော့သူ့ကိုခုလိုက်ရှာကြမယ်လို့ပြောတယ်တာဖာနေအောင်သူတို့တပန်ရှိရာကိုသွားပြီးခရီးရှည်ထွက်ဖို့အတွက်လိုအပ်တာကို အစအစပြင်ဆင်ကြတယ်။စားစရာရိတ်ကလည်းတော်တော်များများတင်တယ်။ဂွန်တိနဲ့ကွန်လည်းတော်တော်များများတင်တယ်။ ဂွန်ဒီနဲ့ခွန်ဟာတချို့ကပထမတန်းအကောင်စားတွေတချို့ကရူရူတာမန်အစားတွေခလီပေါ်မှာပစ္စည်းစုံတဲ့အခါကြတော့ဒါဖာနေအောင်သူတို့ချစ်တဲ့လူကိုရှာဖို့ခရီးထွက်ခဲ့ကြရောလေစာထွက်လို့တော်တော်ကလေးလော်မီတော့လမှုပင်တွေကြားမှာကူးနေတဲ့ကလပ်ဘတ်ဆိုတဲ့ငခုကြီးတစ်ကောင်နဲ့တွေ့တဲ့တင်တွေ့တော့သားလေးကအလွန်ဝမ်းနေတဲ့လေတန်နဲ့ ငါကြီးကလေးဘက်ရဲ့ကျွန်တော်မိနေများမတွေ့ခဲ့ဘူးလားလို့ပြောလိုက်တယ်။ငခုကြီးကမတွေ့ပါဘူးကွာ။မင်းမြင်တဲ့အတိုင်းပဲငါကလက်မှုပင်တွေကြားပဲကူးနေတာ။အဲ့တော့မင်းအမေကိုမမြင်နိုင်ဘူးပေါ့လို့ပြန်ပြောတယ်။ဒါကလေးကကလပ်ဘက်ကိုကျေးဇူးတင်စကားပြောပြီးကွန်တီနဲ့ကွန်ရှိုကိုနည်းနည်းစီလက်ဆောင်ပေးပြခဲ့တယ်။ပေးပြီးတော့အဖေနဲ့သားအမေရှာပုံတော်ခီးစကြပြန်ရော။ ်ဒီအခါတော့ပင်လယ်ထဲရောက်လာပြီးအဲ့ဒီမှာကြောက်ဆောင်တစ်ခုကိုလှည့်ပတ်ကူးနေတဲ့ပင်လယ်ငါးတစ်ကောင်နဲ့တွေ့ပြန်တယ်။ဒါကလေးကယူယူသေးသေးပင်လယ်ငါးကြီးရဲ့ကျွန်တော်အမိနဲ့များမတွေ့မိဘူးလားလို့မေးပြန်တယ်။ပင်လယ်ငါးကဝမ်းနေပါတယ်လူလေးရဲ့မတွေ့မိပါဘူး။ငါကဒီကြောက်ဆောင်ကိုပဲပတ်ချလဲကူးနေတာဆိုတော့မင်းအမေကိုမမြင်မိဘူးပေါ့အေးတကယ်လို့များမြင်ရင်မင်းကို ပြောပါမယ်ကွာလို့ပြန်ပြောတော့ဒါကလေးကကျေးဇူးပါပဲဗျာလို့ပြောပြီးလက်မှုပင်ချာကငါကိုပေးခဲ့တယ်။ကွန်တီနဲ့ကွန်မျိုးကိုလက်ဆောင်ပေးပစ်ခဲ့တယ်။ပြီးတော့ဒါဖာခရီးစက်ကြပြန်ရောဒီတခါတော့ငရွှေကြီးတကောင်ကိုတွားတွေ့တတ်တယ်။တွေ့တော့ဒါကလေးကမင်းနေချာအမေကိုပဲငါကြီးရဲ့ကျွန်တော်မင်းနဲ့များမတွေ့ခဲ့ဘူးလားဗျာဆိုတာကိုပဲမေးတာပဲ။ မေးတဲ့အခါငါကြီးကဟာမင်းမေငါတွေ့ခဲ့တယ်ခုမင်းတို့တွားနေတဲ့အတိုင်းပဲဆက်သွားကြမင်းအမေကိုမုတ်ချတွေ့လိမ့်မယ်လို့ပြောလိုက်တော့ဒါဖာနေအောင်ဝန်းသာလိုက်တဲ့ဖြစ်ချင်းစိတ်ထဲကို ပော့သွားတာပဲတဲ့ပြီးတော့ငရွှေကြီးကိုကျေးဇူးတင်လုံးလုံးအကောင်းဆုံးကွန်ဒီနဲ့ကွန်အပြင် စေးတောင်ချဲပြီးလက်ဆောင်ပေးလိုက်သေးတဲ့ငါကြီးဖြေတဲ့အဖြေမျိုးပဲသူတို့ဒါဖာကမျောနေတာမဟုတ်လားငါကြီးစကားကိုကြတော့ လေကိုပိုးပြီးအာတုမန်တဲ့လော်ကြခတ်ကြတယ်။တော်တော်ကလေးလော်ပြီးတော့ငါးကြီးတကောင်ကို တွေ့ပြန်ရော။ဒီငါးကြီးကတော့အမုတ်ကြီး။ဒါကလေးကမျောလင်းချက်ကြီးနဲ့ငါးကြီးရဲ့ကျွန်တော်အမေနဲ့များမတွေ့ခဲ့ဘူးလားလို့မေးလိုက်ပြန်တော့ငမုတ်ကြီးကမင်းအမေတွေ့ခဲ့ပေါကွာလွန်ခဲ့တဲ့တနာ ਈ လောက်ကပဲ တွေ့ခဲ့တာ။ဟော်ဟိုးအောက်ကရွာမှာမင်းမေနေတယ်။ ရှေးအောင်ကုန်းကြည်ရင်သူတို့ရွာကိုမင်းတို့မြင်ရလိမ့်မယ်လို့ပြောတယ်။ဒီတရင်ကောင်းကြရတော့ဒါအဖာနဲ့ရောပြောလိုက်ပုံများတော့အလွန်ပဲတဲ့ပြီးတော့ဂျေဆုတင်လွန်းလွန်းနဲ့အကောင်ဆုံးကွန်တီတွေကွန်းနေဆွေးတွေရေရွက်တွေကိုလက်ဆောင်ပေးတယ်လေမိနစ်နည်းနည်းလေးလှော်မိရင်ပဲသူ့အမေနေတဲ့ရွာပေါ်တက်တက်ကိုသူတို့လေကလေးရောက်သွားတယ်ရောက်သွားတော့သားဖရေအောက်စင်မသွားရေကြတာနဲ့ ရှင်ငုတ်တက်တဲ့အဖိုးကြီးတယောက်ကိုပတ်စံပေးပြီးအမေရွာရောက်အောင် အသွာခံရတယ်။ရွာမအမေကသူ့သူ့သားနဲ့သူ့ယောက်ျားလိုက်လာတယ်။ရွာဘော်ကလေရဲမှာ သူတို့သားဖရှိနေတယ်ဆိုတာကိုကြားတော့သူလည်းသိဝန်သာသွားတတ်တယ်။သူကလည်းသားနဲ့လင်ကိုလွမ်းနေလို့ပြင်ကျင်နေတာကလား။ဒါကြောင့်ဆွေမျိုးငါးတွေအားလုံးကိုနှုတ်ဆက်တယ်ပြီးတော့တခါတည်းအထက်စီရေပေါ်ခုန်ထိုးပြီးတက်လာတာပဲ။ လေထဲစင်ပြီးတော့ငါအဝိကိုချုပ်လိုက်တာတခါတည်းလူပြန်ဖြစ်လာတယ်လေသူပြီးသားအဝိကိုလည်းရှည်တဲ့ပြချလိုက်တာရှည်အောက်ဖြစ်ဖြစ်ချင်းရှောက်သွားတာကိုမြင်ရတယ်ဒါကိုကြည့်ချင်းအဖြစ်အမေဟာတာဖာနဲ့ဘယ်တော့မှ မခွဲတော့ဘူးသူ့မျိုးငါတွေစီဘယ်တော့မှ မပြောင်းတော့ဘူးဆိုတာသိချနေတာပေါ့အိမ်ပြန်ရောက်တော့ဒနီသမားကသူ့မိမ္မာဆီဆင်းရဲတဲ့ကိစ္စကို အရေးယူပြီးပါတယ် သူသားကိုအငတ်ကြီးအစားပုတ်ကြီးစသဖြင့်ခေါ်ကြတဲ့ကလေးတွေကိုသူကတံပေးလိုက်ပါတယ်။အဲဒီတော့သူ့မိမနဲ့အမျိုးတွေရေကုန်သိတာလဲမငယ်ရတော့ဘူးပေါ့။ဒါမိတာဖာ၃ယောက်လဲတည်တည်နဲ့နဲ့ပျော်ပျော်ရွှင်ရွှင် အထူးတကွာပြန်ပြီးနေနိုင်ကြပြီပေါ့။ပုံမြင်လေးကတော့ဒီမှာတင်ပြဆုံးသွားပါပြီရှင်။ ရှင်ဘိုတို့ရဲ့ YouTube channel လေးမှာပုံမြင်လေးတွေကိုအပတ်စဉ်တင်ဆက်ပေးသွားမှာမို့ like and subscribe လေးမလုပ်ရသေးရင်လည်းအခုပဲလုပ်တာပြီးခဲ့ကြပါအောင်နော်။နားဆင်ပြီးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါရစေရှင်။အားလုံးပဲပြည့်ဝများဝေးကွာကြပါစေ။